မင်္ဂလာပါခင်ဗျာ ACC ကွန်ပျူတာသင်တန်းမှာကြိုဆိုပါရစေကျွန်တော်နာမည်နန်လေးဦးပါကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့သင်ခန်းစာလေးရတော့ print ထုတ်နည်းသင်ခန်းစာလေးကိုမျှဝေပေးခြင်းပါရစေနော် print မထုတ်တဲ့သေးတဲ့မိတ်ဆွေတွေအတွက်ကိုကြည်ရွယ်ပြီးတော့ဒီ video file လေးကိုတင်ပေးရပါနော်တကယ်လို့ကိုက print ထုတ်တဲ့တည်းရသွားရဆိုလို့ရှိရင်လည်းဒီ video လေးကိုကြော်ခဲလို့ရပါရဲ့နော်အဲအပြင်မှာရုံးနေမှာ ရုံးနေမှာတုံးနေကွာရုံးနေမှာဟိုအမိတကူဆိုင်နေမှာပြင်ပါကွာအဒီပင်မထွက်ထွက်ဘူးဆိုလို့ရှင်ရင်ဒီဗီဒီယိုသင်ခန်းစာလေးကိုဆုံးအောင်ကြည့်လိုက်မယ်ဆိုလို့ရှင်ဒါပင်ကိုထုတ်တယ်တော့ပါလိမ့်မယ်နော်ကပင်ထုတ်ရပင်ထုတ်မယ်ဆိုလို့ရှင်ကိုကိုရဲ့ပင်တာကမအဖြူမဲလားဗောနော်လေဆာပင်တာလားဒါမှမဟုတ်ကာလာပင်တာဆိုတာလားကိုလည်းသိတယ်ဖို့လွယ်ပါတယ်နော်ဒီကိုရဲ့ကိုထုတ်မဲ့ပင်တာနဲ့ကိုရဲ့ကွန်ပျူတာနဲ့ကိုဟိုရှိတ်ပေးရပါနော်ရှိတ်ပေးလိုက်ပါပါဝါဟိုကွန်ပျူတာဒီပင်တာမှာဆိုလို့ရှင်ပါဝါဂျိုးထိုးဒီပင်တာရဲ့ ပရင်တာရဲ့ data ကျိုးကိုကွန်ပျူတာမှာ လာပြီးတော့ထုတ်ပေးပါနော်ငွေကိုကကိုရဲ့အကျဉ်းဆုံးဒီပရင်တာရဲ့ driver ရှိတာဆိုတာကိုတစ်ချက်ကြည့်ပါတကယ်လို့ပရင်တာပရင်တာ model ရကိုကွန်ပျူတာထဲမှာ driver မရှိဘူးဆိုလို့ရှိရင်လည်းဒါပရင်တာ driver ထည့်ထားဖို့လွယ်ပါရဲ့နော်ဒီပရင်တာ driver ထည့်ထားမှသာဒီကွန်ပျူတာနဲ့ပရင်တာနဲ့ရရှိလို့ရကြမှာပါနော်ကိုကအပြင်ကနေပြီးတော့ပရင်တာတစ်လုံးဝယ်လာတယ် အဲ့ဝယ်လိုက်တဲ့ printer ကြီးကကျွန်တော်တို့ကတန်းပြီးတော့ computer နဲ့ဥပမာ data တို့ထိုး power ဖြန့်ပြီးတော့တန်းသုံးလို့မရပါဘူးဒီ printer မှာဆိုတာ driver ဆိုတာရှိပါသေးတယ်အဲ့ဒီဒီ driver ကို computer ထဲမှာ driver install လုပ်ပြီးမှဒါ computer နဲ့ printer နဲ့ရရှိရှိလို့ရပါမှာနော်ရှိလို့ရပြီးတော့ကိုထုတ်ရှင်တဲ့ဓာတ်ပုံနေစာတွေကိုထုတ်လို့ရမှာပါနော်အဲ့တော့တချို့ကြောင့်လည်းရှိပါတယ်တချို့ကြောင့်လည်း printer တစ်လုံးဝယ်လာတယ်အဲဝယ်လိုက်ပြီးတော့ ဒီကွန်ပျူတာနဲ့တက်ပြီးတော့ join ပြီးတော့ဘောနော်တက်ပြီးတော့ join ပြီးတော့ထုတ်ရတယ်ဒါပေမဲ့ထုတ်လို့မရဘူးဆိုပြီးတော့အဲ့အဲ့အဲ့ဒါလေးလည်းရှိပါတယ်เนาะအဲ့ဒါကြောင့်မလို့ printer ဝယ်ပြီးသွားရဆိုလို့ရှိရင်လည်း printer နဲ့ကွန်ပျူတာနဲ့ကြားပါဒီ driver ဆိုတာထည့်ထားဖို့လိုပါတယ်အဲ့ဒီ driver ဂွေလေး printer ဝယ်မယ်ဆိုလို့ရှိရင်တစ်ခါတည်းပါပါတယ်เนาะအဲ့ဒီ driver ဂွေလေးကိုကိုယ့်ရဲ့ကွန်ပျူတာထဲမှာထည့်ထည့်ပြီးသွားရဆိုလို့ရှိရင် install လုပ်လိုက်မယ်ဆိုလို့ရှိရင်ဒါကွန်ပျူတာနဲ့ printer နဲ့ဟာအလွယ်တကူ print တွေထုတ်လို့ရသွားပါပြီเนาะအဲ့တော့ဒီမှာကျွန်တော် print လေးကိုထုတ်ပြမယ်เนาะ โอเค print ထောက်တော့မယ်ဆိုလို့ရှိရင် file name ကိုတွားပါနော် file name ကိုတွားပြီးတော့ဒီ print ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ control ရဲ့ p ရဲ့နှိပ်မယ်ဆိုလို့ရှိရင်လည်းလွယ်တကူနှိပ်လို့ရပါတယ်โอเคအဲ့ကြလို့ရှိရင်ဒီမှာဒီပေါက်လေးဒီမှာကြာလာပါလိမ့်မယ်โอเคဒီမှာ printer ဆိုတဲ့နေရာမှာကိုကကိုယ့်ရဲ့ printer model ကိုရွေးပြရမှာပဲဖြစ်ပါရဲ့เนาะအဲ့တော့ရွေးပြမှာဆိုလို့ရှိရင်ကိုက control သုံးတာလားအစွန်သုံးတာလားဆိုတာလေးသိဖို့လွယ်ပါတယ်ကိုကိုကိုသုံးတဲ့ printer က မာကန်တော်ဆိုလို့ရှိရင်လည်းကန်တော်ပါအဲတကယ်လို့ absent ဆိုလို့ရှိရင်လည်းဒါ absent ဆိုပြီးတော့ဒီကိုယ့်ရဲ့ printer နာမည်ကိုဒီမှာရွေးပါရွေးပြီးသွားရဆိုလို့ရှိရင်အခုခုလက်ရှိကျွန်တော်ကတော့ဒီမှာ SNL805 ကဲ SNL 360အဲ့တော့အစွန်လေးကိုယူလိုက်မယ်နော်အစွန် LA05 ကိုကအဲဒါလေးကဒီအစွန်ဆိုတာဒါလေးကဟို color printer ပါနော်ဟိုက color printer ရှိရယ်ပြီးရင်အဖြူမဲ့ ဒီအဖြူမဲထုတ်တဲ့ပြင်သာဆိုပြီးတော့လည်းရှိပါသေးရဲ့ကိုကအဖြူမဲထုတ်တယ်ဆိုလို့ရှိရင်တော့ဒါပုံနေတော့ထုတ်လို့မရပါဘူးပုံနေထုတ်မယ်ဆိုလို့ရှိရင်တော့ဒါအဖြူမဲတွေပဲအကြောင်းတွေပဲပါလာမှာပေါ့ကာလာနဲ့တော့လာမှာမဟုတ်ပါဘူးအဲ့တော့ကိုကကာလာပုံနေထုတ်ချင်တယ်ဆိုလို့ရှိရင်တော့ကာလာပရင်တာကိုဝယ်ဖို့လိုပါတယ်เนาะအဲ့တော့ဒီ model လေးကတော့ဒီ SNL A05 ဆိုတဲ့ model လေးကတော့ဒါလေးကတော့ကာလာပရင်တာလေးပါအဲ့တော့ပရင်တာနံပါတ်ကိုရွေးပါရွေးပြီးသွားပြီဆိုလို့ရှိရင်โอเคဒီ Princeton ဆိုတဲ့ထဲကို တစ်ဆက်သွားပါနော်ဒီ paste system တဲ့ကိုသွားပါ okay ဒီမှာ print system တဲ့ရောက်ရောက်သွားပြီဆိုလို့ရှိရင်အဲဒီမှာဆိုလို့ရှိရင်ဒါစာရွက်ပေါ့နော်အဲကိုထုတ်မဲ့ဒီစာရွက်အမျိုးအစားကိုကိုအပြစ်မှာ a4 ယူခဲ့ရဆိုလို့ရှိရင်လည်းဒီမှာ a4 ဆိုပြီးတော့လာပြီးရောပေါ်နေပါလိမ့်မယ်ဆိုရှင်လည်းဒီမှာဒီကဲဆိုပြီးတော့လာပေါ်နေပါလိမ့်မယ်နော်ဒီထဲမှာရွေးမယ်ဆိုလို့ရှိရင်လည်းဒီထဲမှာကိုကြိုက်နေတတ်တဲ့ ဒီပေပါဆက်ကိုကျွေးပြလို့ရပါတယ်เนาะအများဆုံးက VA4 ပဲတုံးပါတယ် Okay ဒီမှာဒီမှာ portrait landscape ဆိုတာ ကိုထက်မဲ့ပုံလေးကအလှဲလိုက်လာထောင်းလာလဲဆိုတာဒါလေးကတော့ဗောနော်အပြင်မှာတည်းကတစ်ခါတည်းရှင်ခဲ့ရမှာပါအပြင်မှာတည်းကကိုကကိုထုတ်ရှင်တဲ့ပုံလေးကိုကိုရေးကျင်တဲ့စာတွေကိုအပြင်မှာတည်းကအလဲထောင်းတစ်ခါတည်းစီခဲ့မှာဒါဒီနေရာလေးမှာအဆင်ပြေရပါကောအပြင်မှာမလုတ်ခဲ့ပဲနဲ့ဒီထဲရောက်မှပေါ့နော်ဒီ prince စတဲ့နဲ့ရောက်မှလုံမယ်ဆိုလို့ရှိရင်စာတွေကဟိုစာတွေကကိုစီထားတာတွေက ိုကြံခဲ့ရတာကြံခဲ့ပေါ့နော်အဲ့လိုအစင်မပြရတယ်ရှိပါလေအဲ့တော့ကိုကစာမေးခင်မှာအရင်ဆုံးကိုရဲ့ဈေးကျင်တဲ့ site လေးရယ်ကိုအလဲလာထောင်လိုက်ဆိုတာလေးကိုတက်မှတ်ထားဖို့လွယ်ပါတယ် okay ဒါလေးရောက်သွားပြီဆိုလို့ရှိရင် okay ဒီမှာပြောစာရှိတာဒီမှာ paper type ဆိုတဲ့နေရာမှာဟို color printer တွေအာဆိုလို့ရှိရင်ဒီမှာရွေးစရာတွေရှိပါတယ်ရိုးရိုးအဖြူအမဲ color printer တွေဆိုလို့ရှိရင်တော့ဒီမှာရွေးရွေးချက်ကြတော့မလို့ပေါ့နော်ကိုက color printer သုံးတယ်ဆိုလို့ရှိရင်တော့ဒီမှာ ရွေးဖို့ဟာလိုအပ်ပါတယ်။ကိုကစာစာပဲနော်ဗောနော်စာပဲထုတ်ရှင်တယ်စာလေးကြည့်ပဲထုတ်ရှင်တယ်ဆိုလို့ရှိရင်တော့အပေါ်ဆုံးမှာဒီ plain paper ဆိုတာလေးကိုရွေးပြပါနော်စာလေးပဲထုတ်မယ်ပုံနေမထုတ်ဘူးဆိုလို့ရှိရင်ဒီ plain paper ကိုထားပေးပါကိုကအဲကိုကဓာတ်ပုံတွေထုတ်တော့မယ်လိုင်စင်ဓာတ်ပုံတွေပေါ့နော်ဒီလိုမျိုးပုံတွေထုတ်တော့မယ်ဆိုလို့ရှိရင်ဒီ SMS ဆိုတာလေးကိုရွေးထားဖို့လိုပါတယ် SMS ကပုံတွေဆိုလို့ရှိရင်ပုံထုတ်မယ်ဆိုလို့ရှိရင် color ကောင်းနဲ့အရာကောင်းပါတယ်အဲ့တော့ ပုံတွေဘာတွေထုတ်တော့မယ်ဆိုလို့ရှိရင် assume map ဆိုတာလေးကိုရွေးပါเนาะဒါလေးကိုကျွန်တော်နှစ်လေးရှင်းလိုက်ပြီเนาะပုံထုတ်မယ်ဆိုလို့ရှိရင် assume map ဆိုတာလေးကိုရွေးပါအဲဒီစာတွေပဲထုတ်မယ်ဆိုလို့ရှိရင် plain paper ဆိုတာလေးကိုထားပြီးပါเนาะဒီကျန်တဲ့ဂျားထဲမှာရှိတဲ့ကောင်တွေကသူအားလည်းဒါဟိုပုံပုံထွက်နေပဲဆိုင်ပါတယ်เนาะပုံတွေအတွက်ပဲဆိုင်ပါတယ်အဲ့တော့ဒီဒီနှစ်ခုသိလို့ရှိရင်ဒါလုံလောက်ပါတယ်เนาะဟိုက plain paper ဟိုစာတွေထုတ်မယ်စာတွေပဲထုတ်ရှင်တယ်ဆိုလို့ရှိရင် plain paper ကိုထုတ် ပြီးသွားရဆိုလို့ရှိရင်ပုံတင်ထုတ်မယ်ဆိုလို့ရှိရင် assumption ဆိုတာလေးကိုထားပြပါเนาะ okay ဒါလေးရဒီပုံနဲ့ပေပါနဲ့ရွေးရမယ်စတင်လေးပါเนาะ okay ပုံထုတ်ချင်တယ်ဆိုလို့ရှိရင် assumption ဆိုတာလေးကိုရွေးထားပါ okay ဒီမှာကဒီမှာ color ဆိုရဲ့နေရာ oh sorry ဒီမှာဒီဒါ quality เนาะ quality ဆိုတဲ့နေရာမှာနှစ်မျိုးရှိပါတယ်ဒီရိုးရိုးပုံမှန်ဒါလေး custom တက်ပါเนาะဒါလေးကတော့ ကိုကမရိုးရိုးလေးပဲဘာလို့ရိုးရိုးအဲရိုးရိုးပုံတွေကို color တွေတိုင်းပြတဲ့ကြုံဆိုလို့ရှိရင်လည်းထားပေးလိုက်ပါကိုကပုံထွက်လှခြင်းလဲဆိုလို့ရှိရင်တော့ high quality မှာထားပေးပါเนาะ okay ဒါလေးရဒီပုံရဲ့ပေါ့เนาะပုံဆိုလို့ရှိရင်ပုံရဲ့ quality ကိုရေးပြလို့ရပါတယ်เนาะ okay အဲကိုကပုံအယူသေးကောက်ကောက်ထုတ်ခြင်းလဲဆိုလို့ရှိရင်တော့ high ဆိုတာလေးကိုထားပေးလိုက်ပါဒီမှာဒီ color ဆိုတဲ့နေရာမှာလည်းနှစ်မျိုးရှိပါသေးတယ် color ရဲ့ဒီမှာ grayscale ရဲ့ဆိုပြီးတော့နှစ်မျိုးရှိပါသေးတယ်เนาะ အဲ့ဒီ grace case ဆိုတာဒါအဖြူမဲတွေပါကိုကဟိုပုံလေးအဖြူမဲပဲထုတ်ရှင်တယ်ဆိုလို့ရှိရင်တော့ဒီအဲ grace case လေးမှာထားပေးလိုက်ပါဒီမှာဆိုလို့ရှိရင်ဒီအဲဆေးရောင်ပြတဲ့နေရာလေးမှာလည်းဒီမှာအဖြူမဲပုံစံမျိုးလေးမြင်ရပါလိမ့်မယ်ကိုက color နဲ့ထုတ်မယ်ဆိုလို့ရှိရင်တော့ color ကိုထားပေးလိုက်ဝေးဒါဆိုလို့ရှိရင်ဒီမှာ color ပုံလေးအနေနဲ့တွေ့ရပါလိမ့်မယ် okay ဒါလေးရ color ရွေးတဲ့ဘိုင်းလေးရ quality လေးရ paper type လေးရပါနော် โอเคအဲဒီတက်မှာဆိုလို့ရှင်အဲဒီဒီမှာ paper ဒီ site လေးရယ်ပြီးလို့ရှင် paper tag ရယ် quality ရယ် color ပဲအဓိကရွေးပေးလို့ရှင်ရပါရယ်เนาะโอเคအဲကွာဒီ setting လေးရယ်လဲချိန်ပြီးသွားပြီဆိုလို့ရှင်အလွယ်တကူ print ထုတ်လို့ရပါရယ်เนาะโอเคဒီမှာတခုပြောပြချင်ချီရယ်ဒါလေးကော်လက်ပါเนาะဒီဒီကော်လက်ဆိုတာတော့ကိုက printer ကို ၅ဆုံးတော့ပေါ့နော်ဒီမှာဒီအောက်မှာလည်းရှိပါသေးတယ်ဒီမှာကိုထုတ်ရှင်တဲ့စာရွက်အရေးအတွက်ကိုလည်းဒီမှာပြပြလို့ရပါကွာ၃ဆုံးထုတ်ပါလား၅ဆုံးထုတ်ပါလားဆိုတော့လေကိုထုတ်ရှင်တဲ့စာရွက်အရေးအတွက်ကိုလည်းဒီမှာတစ်ခါလည်းထည့်လို့ရပါတယ်ကိုကဒီမှာ၃ဆုံးထုတ်မယ်ပေါ့နော်၃ဆုံးထုတ်ရှင်တဲ့ဆိုလို့ရှိရင်၃ဆုံး၃လို့ရေးပြလိုက်ပါနော်စာရွက်ကဟိုဆက်ရွက်ရှိရအဲ့ဆက်ရွက်ကို၃ဆုံးထုတ်မယ်ဆိုလို့ရှိရင်လည်း၃လို့ရေးရေးပြလိုက်ပါโอเคအဲ၃ဆုံးထုတ်မယ်ဆို၃ဆုံးပေါ့နော်အလွယ်တကူရေးလို့ရပါတယ် ပြီးတော့ဆိုလို့ရှိရင်ဒါဒီမှာဆိုလို့ရှိရင်ဒါလေးကကောလက်ပါဒီအဲကောလက်ဆိုတာကတော့ဗောနော်ဒီကောလက်ဆိုရဲ့သဘောတဘာဝကတော့သူကဒီမှာဆိုလို့ရှိရင်ဒီကောလက်လေးကိုအမှန်ရှင်းမထားဘူးဆိုလို့ရှိရင်သူကဒီမှာပြပေးမှာ112 233ဆိုတာလေးကိုပြရပါတယ်ကောလက်ဆိုတာလေးကိုအမှန်ကြလေးရှင်းလိုက်မယ်ဆိုလို့ရှိရင်မှာကိုယ်စာပြသုံးစုံထုတ်ထုတ်တာဆိုလို့ရှိရင်မှာ123အဲ123ဆိုပြီးတော့အစင်လိုက်လေးကိုအစင်လိုက်လေးပေါ့နော်အစင်လိုက်ထုတ်ချင်တယ်ဆိုလို့ရှိရင်ကောလက်ဆိုတာလေးထားပါ ဒါကောလက်ဆိုတာလေးအမှန်ရှိတာပဲဆိုလို့ရှိရင်တော့သူကမာတစ်ဆိုလို့ရှိရင်မာဟို1 3ရွယ်2 3ရွယ်3 3ရွယ်ဆိုပြီးတော့ဒါလေးပဲเนาะဒါလေးကကိုရွေးချင်တယ်ဆိုလို့ရှိရင်အလွယ်တကူကိုထုတ်ရှင်တဲ့စာရွက်ယူတဲ့ကိုရွေးလို့ရပါတော့ဆယ်ရွက်ထုတ်မယ်ဆိုလို့ရှိရင်ဒီမှာဆယ်ရွက်လို့ရေး15ရွက်ထုတ်ရှင်မယ်ဆိုလို့ရှိရင်လည်း15ရွက်ဆိုပြီးတော့အလွယ်တကူရေးပြီးတော့ထုတ်လို့ရပါတယ်เนาะโอเคဒါဆိုလို့ရှိရင်ဒီထက်ရစတင်အကြောင်းလေးလည်း ရမယ်နော်ဒါလေးရကွာပြင်ပြီးသွားရဆိုလို့ရှိရင်ဒီ okay ဆိုတာလေးကိုနှိပ်ပေးလိုက်ပါနော်အခုလောလောဆယ်ဒီနားလေးမှာ question mark ပေါ့နော်ဒီမှာအနီးပုံစံမျိုးလေးတင်ကြတာလေးပြနေတာဒါ printer ကို computer နဲ့ဟိုမရှိရသေးဘူးဆိုတော့ပုံစံမျိုးလေးပြနေရပါနော်အဲတကယ်တမ်းကိုယ့်ရဲ့ computer နဲ့ printer နဲ့ရှိလိုက်မယ်ဆိုလို့ရှိရင်ဒီနားလေးမှာအစိမ်းပုံစံမျှားလေးနေနဲ့တွေ့ရပါလိမ့်မယ်နော်အစိမ်းပုံစံမျှားလေးနေနဲ့တွေ့ရပါလိမ့်မယ်ဒီဟာလေးကကျွန်တော်ကရှိမထားဖြစ်တဲ့အတွက်အနီးပုံစံမျိုးလေးပြနေရနော်အနီးပုံစံလေးကွာ computer ကို ကွန်ပျူတာနဲ့ပင်တာနဲ့ရှိထားရဲဒါပေမဲ့အနီလေးပြနေဆိုလို့ရှိရင်ဒါထုတ်လို့မရအောင်နော်โอเคဒီမှာအစိမ်းလေးပြနေမှာဒါပင်ထုတ်လို့ရပါပြီโอเคဆိုတာလေးကိုနှိပ်ပစ်လိုက်ပါโอเคဒီမှာလဲဒီအပြင်မှာဆိုလို့ရှိရင်လဲကိုထုတ်မဲ့အရေအတွက်ကိုဒီမှာရပါတယ်နော်ထုတ်မဲ့အရေအတွက်ကိုရေးပစ်လို့ရပါတယ်โอเคပြီးသွားပြီဆိုလို့ရှိရင်ဒီ print ဆိုတာလေးကိုနှိပ်ပစ်လိုက်ပါဒါဆိုလို့ရှိရင်တော့ print အလွယ်တကူထုတ်လို့ရပါပြီနော်ကိုကတကယ်လို့အဖြူမဲ့ပဲ အပြူမဲလေးထုတ်ရှင်တယ်ဆိုလို့ရှိရင်လက်ထုတ်လို့ရပါတယ်အစွန်မတဲဆိုလို့ရှိရင်ဒီမှာပေးပါဒီမှာပလင်းပေးပါကိုနှိပ်ပေးလို့ရှိရင်ဒီမှာကိုယ့်ရဲ့ image 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 quality ကိုဒီမှာရွေးလို့ရတယ်နော်ကိုထားကျင်တဲ့ quality ကိုရွေးပြီးသွားလို့ရှိရင်အဲဒီမှာကိုကအပြူမဲပဲထုတ်ရှင်တယ်ဆိုလို့ရှိရင်တော့ဒီအဲ grayscale လေးမှာထားပေးလိုက် okay ဆိုတာလေးကိုနှိပ်ပေးတော့ pin ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်အလွယ်တကူ pin ထုတ်လို့ရပါတယ်နော်အပြူမဲထုတ်တဲ့ printer တွေဆိုလို့ရှိရင်တော့ရေးစရာတော့မလိုပါဘူးနော်ကိုက ဖြူမဲတွေပဲအများကြီးထုတ်ရတယ်ကိုယ့်ရဲ့လုပ်ငန်းမှာဆိုလို့ရှိရင်လည်းဟိုအဖြူမဲတွေကိုနေ့ရက်နေ့တိုင်းထုတ်ရတယ်ဆိုလို့ရှိရင်တော့ဒါအဖြူမဲ14ပေါ့နော်အဖြူမဲထုတ်တဲ့ပင်တာ14တလုံးတော့တော့ဝယ်ထားဖို့လိုအပ်ပါတယ်အဲဒီဒီ color ပင်တာ set တွေကတော့အဖြူမဲထုတ်မယ်ဆိုလို့ရှိရင်တော့ဟိုအဖြူမဲတွေကအများကြီးဒါပုံထွက်ကြလို့ရှိရင် color ဘိုင်းမှာဆိုလို့ရှိရင် ticket ဟို ticket မှုရှိပါတယ်เนาะများလာတယ်ကြာလာတယ်ဆိုလို့ရှိရင် ပုံထွက်မှာအကြည့်တွေးတွေကြာကြာဆင်းလာပါတယ် အဲ့တော့ကျွန်တော်အကြံပေးကြတာပေါ့နော်ကျွန်တော်အကြံပေးကြတာကတော့ကိုကကိုယ့်လုပ်ငန်းမှာပေးတာဟိုတုံးပြီးတော့ပေါ့အဖြူမဲတွေအများကြီးထုတ်ရဲဆိုလို့ရှိရင်တော့အဖြူမဲထုတ်တဲ့လေးစားပင်တာလေးတလုံးလောက်ကိုဝယ်ထားပါဒီကလာပင်တာဆိုလို့ရှိရင်လည်းမှာဓာတ်ပုံလေးသုံးမို့အဲကွန်ပျူတာလေးပေါ့နော်အဲ့လိုမျိုးကလာနဲ့ထုတ်တဲ့ဟာလေးဆိုလို့ရှိရင်ဒါကလာပင်တာလေးနဲ့ထုတ် အဲအဖြူမဲထုတ်မယ်ဆိုလို့ရှိရင်ဒါအဖြူမဲဆက်လေးထုတ်ပေါ့နော်ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ printer ဆက်တွေကလည်းဟိုရေရှည်ပို့ပြီးတော့သုံးလို့ရပါပေါ့နော် image quality တွေကလည်းကောင်းတာကိုတွေ့ရပါလိမ့်မယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ဒီ video သင်ခန်းစာလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့လည်းမျှော်လင့်ပါတယ်ခင်ဗျာအဆင်မပြေရရှိရင်သိချင်တာလေးရှိလို့ရှိရင်လည်း comment လေးမှာမှန်းခဲ့လို့ရပါတယ်ခင်ဗျာပိတ်ချက်ပေါက်လေးမှာလည်းမေးလို့ရပါတယ်နော် okay အားလုံးပဲအဆင်ပြေပါစေခင်ဗျာ